င်းပွဲမင်္ဂလာပါကျွန်တော် Career Pay ICT Professional Training ဟာနေပြီးတော့ပြန်ပြီးချိုးဆိုပါရခင်ဗျာကျွန်တော်လှမျိုးမဖြစ်ပါဘူး okay ဒီနေ့မှာတော့ကျွန်တော် inspection slot တွေကြောင်းလေ့လာမယ် inspection slot တွေဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ကဒီ computer ကိုပေါ့နော် computer ကိုအဲနောက်ထပ်တစ်ဆင့်ပြည့်နေတဲ့အခါမျိုးမှာပေါ့အသုံးပြုလို့ရတဲ့ slot တွေဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ graphic ထပ်ဆိုင်ခြင်းလို့ဆိုရင် graphic ဆိုင်လို့ရတယ်အဲ sound card တွေဆိုင်ခြင်း sound card တွေဆိုင်လို့ရတယ် slot မျိုးကိုခေါ်တာ internet ကပေါ့နော်ဒါမျိုးတွေကျွန်တော်တို့လိုအပ်တဲ့အခါမှာထပ်ပြီးတော့ site မယ်ကျွန်တော်တို့ရဲ့ဒီ desktop တွေကိုအဆင့်ဖြစ်နေတဲ့အခါမျိုးပေါ့နော်ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ extend ထပ်ပြီးတော့သုံးချင်တဲ့အခါမျိုးမှာအဲဒါတွေကျွန်တော်တို့ထပ်ပြီးတော့ site တဲ့ ပါ် slot ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်က mix ရူကိုဒီ expression slot တွေကြောင်းမရှင်းပြနိုင်မရှင်းပြခင်မှာကျွန်တော်ကပါရှင်းပြနေတယ်ဆိုတော့ bus technology ကြောင်းရှင်းပြနေတယ်ဟုတ်ပြီအဲ bus technology ဆိုတာကကျွန်တော်တို့ bus car technology တော့မဟုတ်ဘူးအဲ bus technology ဆိုတာကျွန်တော် communication system တခုဖြစ်ပါတယ်ဆိုလိုတာပြကျွန်တော်တို့ကဒီ motherboard ပါနော် motherboard မှာရှိတဲ့ connector တွေ CPU နဲ့ CPU memory နဲ့ PCI slot တွေပေါ့နော် slot တွေ ပြီးတော့ IO component တွေပေါ့နော်ဒီအဲ output input ကွန်တာတွေအကုန်လုံးပြီးတော့ကျွန်တော်တို့ဒီ chipset တွေပေါ့နော် chipset တွေလည်း ချစ်ဆက်တွေเนาะပြီးတော့ CPU RAM တွေအဲ့ဒါရအကုန်လုံးကနေဘာနဲ့အလုပ်လုပ်နေလဲဆိုတော့ဒီ bus technology ပေါ့เนาะ bus communication technology နဲ့ဒီကျွန်တော်တို့ရဒီမာတပုတ်မှာအလုပ်လုပ်ပြရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ bus ကိုကျွန်တော်တို့အတိတ်ပဲဖွင့်တယ်ဆိုရင် bus ဆိုတာကဘာလဲဆိုတော့ communication technology တစ်ခုဖြစ်တယ် component တစ်ခုနဲ့တစ်ခုကြားမှာ information တွေကိုဒါ carry လုပ်တာပေါ့နော် carry လုပ်တဲ့ဟာကိုကျွန်တော်တို့က bus technology လို့ကျွန်တော်တို့ခေါ်တယ် ကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်ပြောချင်တာအများကြီးပါတယ်အဲ့ဒါဘာလဲဆိုတော့အဲဒီ brand လို့ပေါ့နော် CPU expression card တွေ other and connect တွေပေါ့နော်ဒါတွေဒါတွေအကုန်လုံးကိုကျွန်တော်တို့မာသပုတ်မှာ bus technology နဲ့ bus communication system နဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်အဲဆိုတော့ bus လို့ကျွန်တော်တို့ပြောမယ်ဆိုရင်နော်အဲ့ bus ကိုကျွန်တော်တို့ဘာနဲ့တိုင်းတာလဲဆိုတော့ clock rate နဲ့တိုင်းတာတယ်ပေါ့နော်ဆိုတော့မြင်အောင်ကျွန်တော်ပြောရရင်ကျွန်တော် CPU တလုံးတလုံးပါတယ်ပေါ့နော်ထားပါတော့ကျွန်တော် core and 3အဲ core and 3 5 channel နော် core and 3 5 channel ပြီးရင် လွန်ပြီးတော့เนาะ app ရဲ့ exile ရဲ့အနောက်မှာเนาะဘာပါလဲဆိုတော့သူက2.4 GHz တူပါရောမစ်လို့မြင်ဘူးလားမသိဘူး CPU information တွေပါအကြည့်ရခါကြတယ်လေအဲ့တော့ကြည့်ကြည့်ပါတကယ်လို့ဒါအခုမှစပြီးတော့ဗောနကွန်ပျူတာကိုကန်တာကွန်ပျူတာစပြီးလေ့လာမယ်ဆိုရင်လည်းဒါကြည့်လို့ရပါတယ်ဗျဟိုကျွန်တော်ဘာမှတက်ကြည့်လို့ရတယ်ဆိုတော့ DHDR AG ဗောနအဲ့ DHDR AG ကြိုက်လိုက်လို့ရှိရင်ကျွန်တော်ဘာကြာလာမယ်ဆိုတော့အဲ့အဲဒီ drone system information ဗောနအဲ့ဒါကိုစစ်လို့ရမယ်နေရာကြာလာပါလိမ့်မယ် ကဲအဲ့တော့တို့ဒီတမမြင်ရမှာဗျာ CPU ကျွန်တော်ကြည့်လိုက်မြင်ပါ CPU Intel ကျွန်တော်က5.5 touch amp နော်2.60 GHz okay GHz နော်2.60 GHz ကျွန်တော်ဒါလေးကိုပြချင်တာဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ clock rate ပါနော် clock rate clock rate ဒီကိုပြောချင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ပြန်ပြီးတော့ကျွန်တော် shift ပြပေးမယ်1 MHz လို့ကျွန်တော်တို့တွေ့ပြီဆိုရင်ねအဲ့ဒါကိုဘယ်လိုသတ်မှတ်လို့ရလဲဆိုတော့1 million cycle per second လို့ကျွန်တော်သတ်မှတ်သတ်မှတ်နိုင်တယ်တစ်စက္ကန့်မှာ million cycle လို့လုံးနိုင်တယ်ဗျာဆိုတော့က အဲ့ကြောင့်မလို့ကော CPU ကဗျာဒီ data တွေပေါ့များပြားတဲ့ data ပုံမှန်တွေကသူက processing လုပ်နိုင်တယ်ဆိုတာလည်းမပြောနိုင်ဘူးတစ်စက္ကန့်မှာ million နဲ့ချီရဲ့အလုပ်တွေကိုလုပ်နိုင်တာဗျာဆိုတာတော့နော်အဲ့လိုမျိုးနောက်တစ်ခုကျတော့နောက်တစ် gigahertz ဆိုရင်နော် 1gigahertz ဆိုကျွန်တော်တို့ကတထောင် megahertz နဲ့ညီပါတယ်တဲ့အဲ့ဒါကျတော့ cycle per second နဲ့တွက်မယ်ဆိုရင် 1billion နော် ဘီလီယံဆိုက်ကယ်ပါစကန့်ဆိုတော်တော်ကြီးကိုများပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကเนาะကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီ CPU တွေမှာကျွန်တော်မြင်တယ်ပေါ့เนาะအဲ 1GHz ဒါ 2GHz ဒါမှမဟုတ် 2.60GHz အဲ့ဒါမျိုးကြောင့်ကျွန်တော်ဗာနေဒီကလည်းဆိုတော့ကျွန်တော်တို့ရဲ့ဒီ CPU ရဲ့လုံးဆောင်နိုင်စွမ်းကဒီပေါ့เนาะပြောမယ်ဆိုရင် bus ရဲ့ ဘက်ဆက်လုံဆောင်တန်းဆိုတော့ဘောနော်ထားပါတော့အဲဘက်ဆက်လုံဆောင်တန်းတန်းကဒါကဘယ်လောက်ရှိလဲဆိုတော့2ဘီလီယံကျော်တယ်ဘောနော်2ဘီလီယံကျော်လောက်တိရှိရအဲ့တော့သူက instruction instruction တွေအကုန်လုံးကို CPU ကလည်းတခါတည်းသူကဟိုပြောမယ်ဆိုရင်တော်တော်များများ process တွေလေးလေးမျိုးမျိုးလုပ်နိုင်တာကိုဆိုလိုတာအဲ့ဒါကြောင့်ကျွန်တော်တို့ဥမာ program တွေရေးရ program တွေရေးတဲ့ CPU memory ကိုတင်လိုက်တဲ့ CPU ကနေပြီးတော့အတူဖတ်သွားတယ်ဘောနော် CPU က synchronize လုပ်ပြီးတော့ယူသွားတယ်ဒါမျိုးနဲ့ကျွန်တော်ကအလုပ်လုပ်တာလေအဲ့တော့ကျွန်တော်ကဒီမှာရေးချင်တာရေးရတယ် CPU ကဖတ်တယ်ဆိုတော့ဒါအဓိကသူ့ရှိမှာအများကြီးပဲ data တွေ store လုပ်ရလို့ပြဆိုလိုတာက is instruction တွေအများကြီးသူ့ကိုညွှန်ကြားလို့ရတယ်သူကလုပ်နိုင်တာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင် ဘတ်အကြောင်းမိတ်ဆွေတို့သိမယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကကျတော့အဲကလော်ရိတ်ဆိုတာလည်းမိတ်ဆွေတို့သိမယ်ထင်ပါတယ်အဲ့တော့ဒီဘတ်က running ကလော်ရိတ်ဆိုတာကဒီအခုကျွန်တော်တို့ကဘတ်လို့သာပြောတာဒါပေမဲ့အထက်ထဲမှာ run နေရကျွန်တော်တို့က kicker hash တင်နေပေါ့ဗျာသူကတော့ဒီဟို PCI ဆိုလဲ PCI ကဘလောက် kicker hash မှာဘလောက် megabit per second ထွက်တယ်အဲ့လိုမျိုးပဲပြောတာလေနော်ဘလောက် bus မှာလို့ပြောတာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီမှာရှင်းအောင်ပြောချင်တာကကျွန်တော်တို့က bus ဆိုတာ technology တခုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ဒီ socket တွေအလုံးလုံးတာပေါ့နော်ဒီကျွန်တော်တို့ရဲ့ component တွေအလုံးလုံးတာ CPU တွေ run တာ PCIe PCI လို့ပါလို့ပေါ့နော်ဒီ RAN လို့ပါလို့အလုပ်လုပ်တာက GHz တူပါအောင်လဲပေါ့နော်ဒါရင်းလည်းဖြစ်ပါတယ်ထားပါတော့66 GHz ဆိုရင်เนาะ66 GHz ဆိုရင်ဒီဟာကဘလောက်စပူပေးတာအဲ့လိုမျိုးပြောမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် bus ဒါပေမဲ့ဒီ GHz တွေဘယ်ရရလာမယ်မသိပါဘူးဆိုတော့ကျွန်တော်ပြောတာပါအဲဂီဂါဟက်ဆိုတာကဟို bus တွေကိုတိုင်းတာတဲ့ units တွေเนาะ bus တွေ bus တွေကိုကုစားပြပါတယ်เนาะ okay အဲဆိုရင် bus က running clock clock rate နဲ့ bus ကို bus သိကျင်တယ်ဆိုကျွန်တော်တို့က chlorate ကိုကြည့်ပြောနော် chlorate ကများလေ bus ကပို့ပြီးတော့ transmit လုပ်နိုင်တဲ့အပူကောင်းလို့ပေါ့နော်ဒီလိုတော့ပတ်လို့ရတယ်အဲ့တော့မင်းဆိုတခုတည်းကမှာ1 megahertz ဆိုကျွန်တော်တို့က1 billion second per second အထိလုပ်နိုင်တယ်အဲ့တော့နော် data တွေကိုကျွန်တော်တို့ အဲ transfer လုပ်နိုင်တယ်ပေါ့နော် transfer လုပ်နိုင်တယ်အဲ1 GHz ဆိုရင်တော့ကျွန်တော်1000 MHz နဲ့ညီရဲအဲ့ဒါ1 billion cycle per second အထိကျွန်တော်တို့ကအလုပ်လုပ်တာဒါဆိုမစ်ဆိုနားလည်မလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ CPU မှာကျွန်တော်တွေ့တယ်ဒါမှမဟုတ်လည်းကျွန်တော်ရှေ့မှာကျွန်တော်ပြပါဦးမယ်အဲ GHz နဲ့ပတ်သက်တာတွေပေါ့နော်ဘာတွေလာအောင်လဲ expansion slot ပါဆိုရင်အဲ့မှာဘယ်လောက် GHz ပါဆိုဘယ်လောက် MHz per second ထွက်တယ်အဲ့ဒါမျိုးရှိရပေါ့နော်အဲ့တော့အဲ့မှာ GHz တွေထပ်ပြီးတော့ဂျုံတွေ့ရပါဦးမယ် โอเคအဲ့တော့ကျွန်တော်ဒီ diagram လေးကိုကျွန်တော်နည်းနည်းတစ်ချက်ရှင်းပြခြင်းတယ်เนาะဘာသာဘောတစ်ခုမှာကျွန်တော်တို့ verbs တွေချိတ်ဆက်ထားတဲ့အပိုင်းလေးကိုပြောခြင်းတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုချိတ်ဆက်ထားလဲကျွန်တော်တို့မှာဘာသာဘောတစ်ခုမှာเนาะ no preach ရှိမယ် self preach ရှိမယ်အဲ no preach ကလည်းဘာလဲဆိုတော့ချိတ်ဆက်เนาะချိတ်ဆက်လို့ခေါ်ပါတယ်အဲဒီ soft brick ကလည်းဒါချိတ်ဆက်တယ်ကြာ။ဒါဆိုတော့ no brick ကကျတော့အဓိကဘာကိုချိတ်ဘာကိုချိတ်ဆက်လဲဆိုတော့ तू က CPU နော်။ CPU ရဲ့ပြီးတော့ memory ရဲ့နောက်တစ်ခုကဒီမှာနော်ဒီဘက်က AGV slot ဒါမှမဟုတ်လည်း AKB ဆိုတော့ဒါမျိုး PCIe ပေါ့နော် PCIe ဒါမျိုးတွေဆိုတာချိတ်ဆက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြတော့နော် software software ကကြတော့ဗာလဲ software ကဗာလဲဆိုတော့ကျွန်တော်တို့ဘာတွေချိတ်ကြလဲဆိုတော့သူကဒီ IO device ပေါ့ဗျာဒီမှာသူရေးထားတယ်ပေါ့နော် IDE တို့ SATA တို့ USB တို့ Ethernet တို့အဲ audio တို့နော် CMOS တို့ဒါတွေအကုန်လုံးဒီ software ကနေထိန်းထိန်းထိန်းထားတာဖြစ်ပါတယ်အဲ့တော့ဒီနောက်ပိုင်းပုတ်တွေမှာကျွန်တော်ဘာမပါလာတော့ဘူးလို့ဆိုတော့ North Africa မပါလာတော့ဘူးเนาะ North Africa မပါလာဘဲနဲ့ဗမာတို့ကသွားပြီးတော့ 呃，根本是不要提，提高你那个，讲一千三，提个八巴拉呗。你他妈八八的时候，CPU 的他妈一千三根本不够开，c p u 的他妈的开的多一点就八八。然后你开一点就是那个，不够开一点，他把 A.G. 文化反派烧掉先。 အဲ socket ပါတယ်ပုံပြအဲ့ပုံမှာဆိုကျွန်တော်တို့ nobrick မတွေ့တော့ဘူးเนาะ nobrick မရှိတော့တခြားပုံတွေမှာလည်းမပါတော့ပါဘူးအဲ့တော့မပါတဲ့အခါကျကျွန်တော်တို့ကြည့်လိုက်တယ်အော် nobrick ပါတော့ဆိုတော့ CPU မှာသွား nobrick ကိုသွားဟိုပြောလို့ဆို integrate လုပ်လိုက်တယ်เนาะအဲ့တော့မလိုတော့ဘူးเนาะ CPU ကနေပြီးအကုန်လုံးပဲ instruction တွေလုပ်တယ်ဆိုတော့အဲ့မှာကျွန်တော်အလုပ်တစ်ခုလုပ်တာပြောပြခြင်းနဲ့ထားပါတော့ကျွန်တော်တို့ computer ကနေပြီးတော့ကျွန်တော်က notebook တစ်ခုဖွင့်လိုက်ပြီးဆိုရင်အဲ့ notebook က run လာပုံမှာ run လာလဲဆိုရင်ဒီ RAM ပုံမှာ run လာဖြစ်ပါတယ် RAM မှာလုတ်လို့ RAM မှာလုတ်လို့တောင်းကိုကျွန်တော်တို့က save လိုက်ပါ memory တွေ hard disk တွေကိုကြောက်သွားတာဒါဆိုတော့ okay အဲ့တော့ random မှာလုလုပ်ပြီဆို random မှာရှိရ data တွေပေါ့နော် random မှာရှိရ data တွေကတော့1နဲ့0တွေပေါ့အဲ့ဒါတွေကိုအရင်ဆုံး CPU က request လုပ်တယ်သူသူသူက synchronize လုပ်တယ်ပေါ့ဗျာပြောမယ်ဆို synchronize လုပ်တယ်မအဲ့ synchronize လုပ်တာမှာ तू ကပထမမဘာဘာကိုဖွင့်ပြရလဲဆိုတော့ तू က control bus မှာရှိရဗျာအဲ့ control bus မှာ तू က enable လုပ်ပေးရတယ်အဲ့ဒီ enable လုပ်တဲ့အခါကျမှ memory ဒီ memory ဒီ memory ရဟာတွေကဒီဘက်ကိုလာပြီး synchronize ဖြစ်တယ်အဲ့တော့မှ तू ကဒီမှာ process လုပ်ပြီးတော့ အောက်ပို့ပြောပြအထားပါတယ်ကျွန်တော်တို့ monitor နဲ့တွဲထားရဆိုရင် display board ကိုသွားပြီးတော့ output ထွက်ပေးရမျိုး printer နဲ့တွဲထားရဆို printer ကိုသွားပြီးတော့ချိန်ပေးရမျိုးဒါမျိုးတွေကိုသူကကျွန်တော်တို့ပြန်လည်လုပ်ဆောင်ပေးရနော်ဆိုလိုတာကကျွန်တော်ဒီမှာတခု message လို့ပြောပြပြခြင်းလေအဲ့ဒါပါလဲဆိုတော့ကျွန်တော် memory နဲ့ cpu ပေါ့နော်ဒါဘယ်လိုတို့နှစ်ယောက်တွဲပြီးအလုပ်လုပ်နေပေါ့နော်အဲပြောလို့ဆိုဒီနှစ်ခုခွဲလို့မရအောင်ဗျာဆိုလိုတာကကျွန်တော်တို့ browser တစ်ခုခုလုပ်ပြီးဆိုရင် memory မှာကသူ့မှာက data ရှိတယ်ဗျာ data တွေကကျွန်တော်တို့ဒီပေါ်မှာ run နေဒီပေါ်မှာ run တာတွေကိုကျွန်တော်တို့က ပြန်ပြီးတော့ဗောနော်အဲပြန်ပြီးတော့အောက်ပေါ်ပြန်ထုတ်ပေးဖို့အတွက်ကြတော့ဘသူကလှုပ်ဆောင်ပေးရလဲဆိုတော့ကျွန်တော်တို့ဒါ CPU ကလှုပ်ဆောင်ပေးရနော် CPU ကလှုပ်ဆောင်ပေးရဆိုတော့အရင်ဆုံး CPU ကမလိုလဲဆိုတော့သူ့ရှာနေပြီးတော့ဒီ memory ရှာနေပြီးတော့ request လမ်းလုပ်တဲ့ data တွေပေါ့နော် synchronize လုပ်ဖို့တော့ request လုပ်တယ်ဘာလို့ဘယ်ဟာကိုအသုံးပြုပြီးလုပ်တာလဲဆိုတော့သူကပါလဲဆိုတော့ control bus ဆိုရှိရယ် bus မှာလည်းသူက system bus ရှိရယ်နော် control bus ရှိရယ်ဒါ data address bus ရှိရယ်ဗျအဲ့လိုမျိုးရှိရယ်ဆိုတော့အဲ့ဒါကြီးကျွန်တော် machine ပြတော့အရင်ဟိုရှုပ်သွားမှာဆိုလို့ ဆိုတော့အဲ့လိုမျိုး control pass ကိုသူကဖွင့်ပြီးတော့သူကအလုံးလမ်းပြီးတော့ request လုပ်တယ်လုပ်လိုက်တော့လုပ်တဲ့အခါကျတော့မှပါတယ်လုပ်တဲ့ပြောမစို့ control pass ကိုသူက enable မပေးမပေးဘဲနဲ့နော် enable မပေးဘဲနဲ့သွားတယ်ဆိုရင်သူကပါလဲဆိုတော့ဒီ ram ram sia instruction တခုမှမရအောင် ram sia data တခုမှသူ synchronize လုပ်လို့မရအောင် နော်1နဲ့0တွေပေါ့ဗျာ1နဲ့0တွေပေါ့ဒါတွေသူ synchronize လုပ်လို့မရဘူးမရတော့သူ processing လုပ်လို့မရအဲ့တော့သူကဘာကိုဖွင့်ပြရလဲဆိုတော့ဒီမှာဒီဘက်ကနေပြီးတော့ enable ဆိုရဲ enable ပေါ့နော်ဒီ control bus ကိုသူက enable လုပ်ပေးရတယ်အဲ့လို enable လုပ်တဲ့အခါကျမှာ ram မှာရှိတဲ့ data တွေပေါ့နော် data 1နဲ့0တွေကိုသူကမြင်ရတယ်ပြီးတော့မှသူကဒီမှာ synchronize လုပ်လိုက်တယ်လုပ်ပြီးတဲ့အခါကျမှာ နော် synchronize လုပ်တဲ့ခါမှာသူကဘာနဲ့လုပ်လဲဆိုတော့ clock clock break ပဲပေါ့နော် clock ring နဲ့သူလုပ်တယ်ပေါ့နော် clock ring တွေနဲ့သူ synchronize လုပ်ပြီးလုပ်ပြီးတဲ့အခါကျမှသူကအဲကျွန်တော်တို့ဒီမှာ process လုပ်ပြီးပြီဆိုမှဘာဖြစ်လဲသူက output ထုတ်ပြရလေ output ထုတ်ပြရဆိုတော့သူကကျွန်တော်တို့က monitor နဲ့ချိန် monitor မှာ output ပြမယ် printer မှာချိန် printer မှာလုံးဆောင်တဲ့ဟာတွေလာပြီးတော့ print ထုတ်ပေးမယ်ဒါတွေကိုကျွန်တော်တို့ကဆိုလိုတာဖြစ်ပါတယ်ဒါကအဲ video graphic graphical side လို့ရတယ်ပါပေါ့နော် graphic graphic side လေးရပေါ့ပါเนาะအဲနောက်ပိုင်းဒီမှာထပ်ပြီးတော့ထွက်လာသေးရပါလဲဆိုတော့ AGB Pro ဆိုတာထွက်လာသေးရเนาะအ ါလည်းကျွန်တော်ဒါ graphic gap ကိုဒီ HTTP data ဆိုင်ကိုပို့ပြီးတော့အဆင့်မြင့်လာပေါ့ HTTP pro ကတော့လေဒီလို slot ဒါကတော့ slot လေးတွေကိုစားပြူပါတယ်ဗျာကျွန်တော်နောက်ပိုင်းကျွန်တော်ပုံတင်တဲ့ video နဲ့တခြားရှင်းပြတာရှိပါတယ်โอเคအဲ့တော့ဒီမှာကျွန်တော်တခုပြောချင်တာက Mr. ကိုသိစေချင်တာကเนาะ CPU နဲ့ running ကဒီလို synchronize လုပ်ပြီးတော့အမြဲတမ်း data တွေကို synchronize လုပ်ပြီးတော့เนาะ CPU က synchronize လုပ်ပြီးတော့ output တွေထုတ်ပေးနေတယ်ဒါကိုကျွန်တော်တခုသိစေချင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာမအားသောက်မှာပါတဲ့ component တွေအကုန်လုံးကိုကျွန်တော်တို့က best technology နဲ့ချိတ်ဆက်ထားတယ်ဆိုတော့သိစေချင်တယ်အဲ့ဒီမှာမှာအသုံးပြုတဲ့ component ပေါ်မူတည်ပြီးတော့เนาะဒီ connector component တွေပေါ်မူတည်ပြီးတော့မှာသူကဘာကွာလဲဆိုတော့ parallel သွားမှာလား serial သွားမှာလားဆိုတော့နှစ်ခုထပ်ထွက်လာတယ်